တငယ်ချင်းတွေနဲ့ coffee ဆိုင်သွားရင်မုံသွားစားရင်အေးတောက်တဲ့အခါ coffee တောက်တဲ့အခါမှာဒီလိုမျိုးပိုက်တွေခွက်တွေမှာနှခမ်းနေရေပေကုံတာအောင်မကြိုက်တဲ့သူလေးရှိလားအဲ့ဒီတော့ coffee ကွက်မှာရေကွက်မှာပိုက်မှာဘာဆိုဘာမှအယောင်တွေပေးတာကြံတာမရှိဘဲနဲ့ခဏခဏပြန်ဆိုးစရာမလိုတဲ့ waterproof နှခမ်းနေလေးကိုညှို့ပေးချင်ပါတယ်ဒါဆိုရင်ချဲတော့နှခမ်းနေပြတ်ပြီးတော့တစ်ခုခုမှပေသွားတဲ့အခါတစ်ဖက်ကိုအားနာရတဲ့အခိုက်အတန့်တွေမကြုံရတော့ဘူးပေါ့နော် ဒီနေ့ချမ်းညှုံးပေးခြင်းတဲ့နှခမ်းနီလေးတွေကတော့ waterproof ဖြစ်တယ် kiss proof ဖြစ်တယ်ဆိုပြီးနာမည်ကြီးနေတယ် Blingo ရဲ့ kiss proof lipstick လေးဖြစ်ပါတယ်။သူကအယောင်လှလှလေးတွေကြီးပဲ၄ယောင်ပါတယ် lipstick collection လေးပေါ့နော်။ချဲတို့ဒီ၄ယောင်လုံးကို swatches လုံးကြည့်ကြမယ်။ swatches လုံးမကြည့်ခင်မှာသူ့ရဲ့ packaging ကိုကြည့်ပါအောင်။အယမ်းလာပါတယ်။နှခမ်းနီတစ်ခုလုံးကဒီလိုရွှေယောင်လေးဖြစ်ပါတယ်။ချဲသဘောကျတဲ့ vintage vibe လေးလည်းရတယ်။အဲ့ဒါအောင်မှ luxury vibe လည်းရတာဖြစ်တဲ့အတွက် vintage luxury vibe ရတဲ့ packaging မျိုးလို့ပြောရပါမယ်။အဖုံးလေးကလည်းသူကလှည့်ပြီးတော့ဖွင့်ရတာဖြစ် တဲ့အတွက်ပိတ်ထားပြီးတော့အိတ်ထဲထည့်ထားမယ်ဆိုလို့ရှိရင်လည်းတော်တော်လေး secure ဖြစ်ပြီးတော့အဖုံးတွေပါရင်ပွင့်ထွက်တာမျိုးမဖြစ်ဘူးပေါ့နော်။ပိတ်ရင်လည်းအဖုံးလေးကိုလှည့်ပြီးတော့ပိတ်လိုက်ရုံပဲ။ချဲအနေနဲ့တော့ packaging ကိုတန်းတော့တော့တန်းသဘောကျပါတယ်။အခုချဲတော့၄ရောင်လုံးလှတဲ့ Blingo ရဲ့ lipstick collection လေးကို swatches လုပ်ကြည့်ကြမယ်နော်။ပထမဆုံး01လေးရစလိုက်မယ်။သူက brave statement ဆိုတဲ့နာမည်လေးနဲ့လာတယ်။သူကအသားဆောင်ပြီးရောမျက်နှာကိုလင်းထွက်သွားစေတဲ့အုတ်ကျိုးနီရောင်လေးဖြစ်ပါတယ်။သူက pigmentation တော်တော်ကောင်းပါတယ်။လက်မှာ swatch လိုက်တာတောင်မှတန်းပြီးအရောင်ဤကနေထွက်လာတာပေါ့နော်။ဒီ kiss proof ဖြစ်တဲ့ waterproof group ဖြစ်တဲ့ blingo ရဲ့နှာခမ်းနီးလေးတွေက matte finish ဖြစ်ပါတယ် matte ဆိုပေမဲ့ခြေရုံးနှာခမ်းမှာစိုးလိုက်တဲ့အခါတန်းပြီးမြ мян ဆန်းဆန်းခြောက်သွားတာမျိုးမဟုတ်ဘဲနဲ့နှာခမ်းမှာပုံဖော်ဖို့နေရာချဖို့ blend ဖို့အတွက်အချိန်ရပါတယ် chest ball ကြားတဲ့အချက်ကတော့နှာခမ်းမှာဒီလိုမျိုးတသားတဲ့ပေါပကက်ကက်လေးဖြစ်ပြီးတော့ light weight ဖြစ်တယ်သူညွှန်းထားသလိုမျိုး9မိနစ်ကနေ10မိနစ်လောက်ထိစောင့်မယ်ဆိုလို့ရှိရင်နှာခမ်းမှာနှာခမ်းနီးကလုံးဝဆက်ဖြစ်သွားပြီးတော့ဘဲမှမရွေ့တော့ဘူးမပြတ်တော့ဘူး kiss proof လည်းဖြစ်သွားပြီး waterproof လည်းဖြစ်သွားပါပြီပထမဆုံးအယောင်မှာနေချက်တော်တော်လေးသဘောကျနေပါပြီမျက်နှာငြိမ်ပြီးတော့ ော့ဘိုးဖြစ်တဲ့လူကိုလည်းရတယ်အရင်ညီတဲ့ဘက်ကိုသွားတာမဟုတ်ဘဲနဲ့အုပ်ချိုးလေးရောနေရဖြစ်တဲ့အတွက်အရင်ငိမ့်ငိမ့်ထင်းထင်းလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီအရင်လေးကိုရွေးလို့ရပါတယ်ချဲခူတာလေးကို10မိနစ်လောက်ဆိုးထားတယ်ဆိုးထားပြီးရဲ့အခါမှာတကယ်ပဲ kiss proof ဖြစ်လာဆိုတာကိုယ့်လက်ကုံကို kiss ကြည့်လိုက်ပါတယ်လက်ဖမိုးမှာပါအရင်မှ transfer ဖြစ်မလာဘူးเนาะဆိုတော့ချဲရိုးအပြင်သွားတဲ့အခါ coffee လေးတောက်တာရေလေးတောက်တာလောက်နဲ့နှခမ်းနှိခဏခဏပြန်ဆိုးစရာမလိုတော့ပါဘူး waterproof ဖြစ်တဲ့အတွက်ပွဲတွေပါတွေသွားတဲ့အခါခဏခဏပြန်မဆိုးချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ချဲရိုးကမ်းခြေတွေပါတွေသွားမယ်ရေ ေးထိလိုက်တဲ့အခါမှာနှခမ်းကြီးပြတ်တာမျိုးမလို့ခြင်းဘူးဆိုလို့ရှိရင်လည်းဒါလေးကိုစိုးလို့ရပါတယ်။အဲဒါဆိုချဲရို01အယောင်လေးကိုတော့အနီးအောင်လို့ပိုးဖြစ်တာကြိုက်ပေမဲ့ပိုငိန်တဲ့အယောင်လေးကိုသဘောကျတဲ့သူလေးတွေရွေးချယ်လို့ရပါတယ်။ နောက်တစ်ယောက်ကတော့ number 2 gender resolve ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်။ဒီအကြောင်းလေးကိုကအညိုအောင်ကြိုက်တဲ့သူတွေတေချာပေါက်သဘောကြောင့်မှာဖြစ်ပါတယ်။လုံးဝညို့ပြီးတော့ညိုနေတဲ့အကြောင်းမျိုးလေးပါ neutral tone ဘက်ကိုရောက်ပါတယ်။အဲ့တော့ warm tone ဟောခူး tone ဟောဆိုမယ်ဆိုလို့ရှိရင်လှတဲ့ညိုအောင်မျိုးဖြစ်ပါတယ်။ဆရာတို့တစ်ယောက်ပြီးတစ်ယောက်ဆိုကြည့်ရင်လည်း collection light ဘာလို့ဝဲတင်လဲဆိုတာတွေ့ရပါလိမ့်မယ်။ဒီအညိုကလေလုံးဝ classy ဖြစ်ပြီးတော့ 90s vibe ကိုအပြည့်ရပါတယ်။ဆရာတို့ဘာလေး liner မှတောင်စိုးစရာမလိုပါဘူး။နှာခမ်းပုံကတိကျတိုက်ရက်နေရာကိုတွေ့ရပါလိမ့်မယ်။ တကယ်လို့ကိုကဒီလိုဘိုးဖြစ်တဲ့အယောင်လေးတွေကို line နေမှာညီနေအောင် smooth ဖြစ်နေအောင်မစိုးတော့ဘူးဆိုရင်ဘယ်လိုစိုးရမလဲဆိုတာချေနောက်အယောင်မှာပြောပြပါမယ်။ကဲဒီအယောင်ကတော့ချေတို့တငယ်ချင်းတွေနဲ့ coffee ဆိုင်သွားတဲ့အခါမှာလုံးဝကွက်တိဖြစ်နေမဲ့ coffee vibe chocolate vibe ပြမယ်အယောင်လေးပေါ့နော်။တကယ်တော့ဒီအယောင်ကလေငြိမ်ပြီးညို့နေတာဖြစ်တဲ့အတွက် occasion မရွေးပါဘူး။ချေတို့နေတိုင်းစိုးမယ်ဆိုလို့ရှိရင်တော့ classy and bold look ကိုရနေမှာဖြစ်ပါတယ်။ချေတို့ဒီလိုမျိုးအယောင်တွေ transfer မဖြစ်အောင်လို့နှာခမ်းညှိစိုးပြီးရဲ့အခါမှာနှာခမ်းတစ်ခုကို pick up ပြီးပုတ်ချလိုက်တာမျိုးမလုပ်ပါနဲ့နော်။ ကဲနောက်တစ်ယောက်ကတော့03 Fearless Flame ဆိုတဲ့ယောင်လေးဖြစ်ပါတယ်။သူ့နာမည်နဲ့သူ့အယောင်တွေကအလုံးအကွက်တီပါပဲ။သူကမီးတောက်လိုအယောင်မျိုးလေးပေါ့နော်။လိန်မော်ယောင်ဘက်ကိုသွားပြီးမဲ့အထဲမှာနည်းနည်းလေးအနီယောင်ဘက်ကိုပြန်ရောက်တယ်။လိန်မော်နီမျိုးလို့ပြောလို့ရပါတယ်။အဲ့ဒါမှပန်းယောင်လေးလည်းနည်းနည်းရောသေးတယ်။သူက lip liner ပြန်မသုံးမင်းနဲ့နှာခမ်း line တွေတက်ရနေအောင်လို့ဒီနှာခမ်းညီလေးကိုပဲသုံးပြီးတော့ line လေးအရင်လိုက်ပေါ်လိုက်ပါတယ်။နှာခမ်းညီရဲရဲထင်းထင်းလေးတွေစိုးမယ်ဆိုလို့ရှိရင်လုံးဝတိကျတက်ရနေအောင်ဒီလိုလေးစိုးလို့ရပါတယ်။တခြား lip liner မလိုတော့ပါဘူး။ဘောင်းခတ်ထား တဲ့ line နေထဲမှာနှာခမ်းနီလေးကိုဖြည့်ဆိုးလိုက်ရင်တော့လုံးဝတိကျတက်ရနေတဲ့နှာခမ်းနီနီလေးတစ်စုံရပါပြီ။ chair ခု swatches လုံးနေတာ3ယောင်ရှိပါပြီ။3ယောင်လုံး chair နဲ့မလိုက်ဘူးခံစားရတဲ့အကြောင်းခုထိမရှိသေးပါဘူး။အဲ့ဒါပြင်အကုန်လုံးကလိုက်ပြီးတော့အသားဆောင်နဲ့မျက်နှာထင်းသွားတယ်လင်းသွားတယ်လို့ခံစားရလို့တော်တော်သဘောကျပါပြီ။ chair ဆိုလို့ရှိရင်လိမ္မော်ယောင်စစ်စစ်အရင်လွင်တောက်ပြီးတော့ဆက်ဖြဲဖြဲဖြစ်နေတဲ့လိမ္မော်ယောင်မျိုးသဘောမကျဘူး။ဒီအယောင်လေးကတော့လုံးဝ color combination ကအနီယောင်ရယ်၊ပန်းနီယောင်ရယ်၊လိမ္မော်ယောင်ရယ် ချိုးကြကြရောထားပြီးတော့ classic red လို့ရောင်မျိုးဖြစ်ပါတယ်။ Chanel နောက်မှာ swatches လုံးမဲ့အရောင်လဲလှတာပဲ။ iDread ဒီ Blingo ရဲ့နှခမ်းနီ၄ရောင်လုံးကမြန်မာအမျိုးသမီးတိုင်းနဲ့လိုက်တဲ့အရောင်လေးလို့ပြောရပါမယ်။ရွေးမားမဲ့အရောင်မျိုးလဲမပါသလို collection လိုက်ဝယ်မယ်ဆိုရင်ပိုလှပြီးတော့ပိုတန်ပါတယ်။နောက်ဆုံးကြောင်04 power glow ဆိုတဲ့အရောင်ကတော့ Chanel ရဲ့ favorite လို့လည်းပြောလို့ရပါတယ်။ဒီအရောင်ကလေ Chanel လူကြီးရခေါ်သလိုဆိုရင်မြေဘဲဆန်ခွန်ရောင်လို့ခေါ်လို့ရပါတယ်။ဒီအရောင်ရှာမယ်ဆိုပြီးရှာဝယ်မယ်ဆိုလို့ရှိရင်ရှာရခတ်တဲ့အရောင်မျိုးဖြစ်ပါတယ်။ဒီတစ်ခုကတော့ Chanel လိုချင်တဲ့အတိုင်းလုံးဝတတ်ထက်သေးကြပ ပါတယ်သူ့လည်းချဲရလေးဘရက်ရှ်လေးနဲ့လိုင်နာလေးအရင်ဖော်ပြီးတော့မှအထဲကိုအပြည့်စိုးလိုက်ပါတယ်လင်ကိုရဲ့ collection တစ်ခုလုံး၄ရောင်လုံးကိုဒီနီးလေးအတိုင်းစိုးရင်လည်းရပါတယ်ကက်ချဲရို finish ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝမြေပဲဆန်ခုံအယောင်စစ်စစ်ဖြစ်ပါတယ်သူကဘလို့လှလဲဆိုရင်ခရမ်းပုတ်တဲ့ဘက်ကိုလည်းမတော်အောင်ညီညိုဘက်သွားလာဆိုတော့လည်းမဟုတ်ဘူးအနီလားအုတ်ကျိုးလားဆိုတော့လည်းမဟုတ်ဘဲနဲ့အဲ့ဒီကြားလေကောင်ကအရန်လာနေတဲ့အယောင်မျိုးဖြစ်ပါတယ်မြေပဲဆန်ကိုကြော်လိုက်လို့ရှိရင်လေအယောင်ကရဲပြီးညို့ ့ပြီးတော့တက်လာရမလားအဲ့အယောင်တိုင်းမှာပဲကိုကညာဘွဲတွေပါရီသွားမယ်ဒါမှမဟုတ်ဘိုးလူကိုလိုချင်တယ်နှခမ်းနေဆိုအနီအောင်ဆိုးရတာလည်းပြင်းနေပြီရိုးနေပြီဆိုလို့ရှိရင်ဒီရောင်ရွေးချယ်တင်ပါတယ်ချဲကတော့မျက်နှာမှာဘာမှတိတ်မလိမ့်ထားဘူးရေတွေပါရီသွားကူးမယ်ဆိုလို့ရှိရင်တော့ဒီရောင်တစ်ချက်ပဲဆိုးထားလိုက်ရင် waterproof လည်းဖြစ်တယ်အယောင်ကလည်းဘိုးဖြစ်ပြီးမျက်နှာလေးကလင်းပြီးထင်းနေမှာပေါ့နော်အယောင်က၄ရောင်လုံးလှတာဖြစ်တဲ့အတွက်ကိုကကို collection တစ်ခုလုံးဝယ်ရင်လည်းရသလိုငွေချင်းနဲ့ကိုကြိုက်တဲ့အယောင်လေးတွေခွဲပြီးတော့ collection ဝယ်မယ်ဆိုရင်လည်းရတာပါပဲ ယ်ချဲသူရဲ့ waterproof ဖြစ်တယ်ဆိုတဲ့အချက်ကိုနှာခမ်းနှစ်တရောင်ဆိုးပြိုင်ဆိုးပြိုင်မှာပြန်ပြန်ပြီးတော့အစမ်းထားပါတယ်တကယ် waterproof ဖြစ်ပါတယ် kiss proof ဖြစ်လားမဖြစ်လားတော့ကိုပါလူစမ်းကြည့်လို့ရပါတယ်အဲ့တော့ဒီနှာခမ်းနှစ်လေးဆုံးမယ်ဆိုရင် tips ကတော့ဆိုးပြီးပြီးချင်းမှာနှာခမ်းနှစ်ခုကိုဖိကက်ပစ်တာမျိုးမလုပ်ဘဲနဲ့10မိနစ်ကနေ10မိနစ်လောက်ထားမယ်ဆိုရင်ရပါပြီလုံးဝ waterproof case proof ဖြစ်ပါပဲ so packaging လေးတွေကလည်းလှလှလေး vintage lash revive ကိုရရတယ်။ရောင်တွေကလည်း၄ရောင်လုံး collection လိုက်လှတာဖြစ်တဲ့အတွက် blingo ရဲ့ lipstick collection လေးတွေကိုအရန်လာကြအောင်ညွှန်ပေးလိုက်ပါတယ်။ video လေးကတော့ဒီလောက်ပါပဲ။ bye